နောင်ပွင့်တော်မူမည်ဖခင်ဆယ်စုတွင် အရိမတရာမြတ်စွာဘုရားမှာစတင်ရည်တွက်ပါကခြောက်စုမြောင်ရန်တိမှုနီမြတ်စွာဘုရားလောင်းသည်မိမိဖြစ်သည်ဟုမိုင်းဖုံးစီရတော်ကမိန်တော်မူလိုက်ပါတယ်။နောင်ပွင့်တော်မူမည်ဖခင်ဆယ်စုတွင်အရိမတရာမြတ်စွာဘုရားမှာစတင်ရည်တွက်ပါကခြောက်စုမြောင်ရန်တိမှုနီမြတ်စွာဘုရားလောင်းသည်အဘေသူသောပုဂ္ဂိုလ်ဖြစ်နေပါလိမ့်မည်နီဆိုရင်အကြောင်းကို မိုင်းဖုံးစီရတော်ဘုရားကြီးက ထိုင်းနိုင်ငံမိုင်းငောင်းကူနိုင် ပထမကျင်း၃နှစ်၃လ၃ရက်အဓိဋ္ဌံထွက်သည့်အချိန်မှာဟောကြားခဲ့ပါတယ်။မိုင်းဖုံးဆရာတော်ဘုရားကြီးဟာထိုင်းနိုင်ငံမှာမွေးရာဖြစ်ပြီးထိုင်းနိုင်ငံသားလက်မှတ်ရရှိထားသူဖြစ်တယ်လို့ငယ်စဉ်ကဆရာတော်ဟာလည်းထိုင်းလူမျိုးသားဖြစ်ပါတယ်။ရှမ်းပြည်တပြည်နယ်လုံးကမိုင်းဖုံးဆရာတော်ဘုရားကြီးရဲ့တကူးကြီးမပုံကိုယုံကြည်နှုံကိုးကွယ်ကြပါတယ်။ဆရာတော်ဘုရားကြီးက၃နှစ်၃လ၃ရက်ဘာဝနာပွားများလာတာ ဘာတစ်ခုမှမရသေးဘူးဘာတစ်ခုမှမမြင်သေးဘူးတရားဓမ္မပဲတွေ့တယ်ကိုကိုကိုပဲတွေ့တယ်လောကပဲတွေ့တယ်နာမဲတွေ့တယ်သင်္ခါရပဲတွေ့တယ်ဘာတစ်ခုမှမအောင်မြင်သေးဘူးသုလသောတာပန်တဂရာကံအနာကံယဟန္နာမအောင်မြင်သေးဘူးဘာတစ်ခုမှမအောင်မြင်သေးဘူးတရားဓမ္မပဲတွေ့တယ်တန်ဝီကရတယ်စိတ်ကိုပိုပြီးကောင်းမွန်လာအောင်ထိန်းနိုင်နေမိမိရဲ့စိတ်ကိုပြောင်းရတယ် မိမိကိုကိုလေ့ကျင့်ရတယ်။မိမိကိုကိုမလေ့ကျင့်တဲ့သူကအသက်တရာရှိနေလေတည်သူနဲ့အတူတူပါပဲ။ငါမိုင်းဖုံးဆရာတော်ကနောက်တစ်ချိန်မှာရန်တိမှုနှင့်ဖျားတဆူဖြစ်မယ်။အရိမတရာမျက်စွာဖျားခါနေရေတွက်ရင်ခြောက်ဆုံမြောက်ဖြစ်မယ်။ကြောင်းမယ်။အခုချိန်မှာစုတ်ခစ်ဖြစ်တယ်။အများစုအကုသိုလ်စိတ်ဖြစ်တဲ့သူကနှစ်ပုံရှိတယ်။ကုသိုလ်စိတ်ဖြစ်တဲ့သူက တပုံပဲရှိတယ်။တပုံတော်မှနေတယ်။ ငရေသွားတဲ့သူကအယံများတယ်။တရိဆံမွေးနွားမွေးတလူပဲ။နှိပ်ပန်သွားတဲ့သူကနွားကြိုလောက်ပဲရှိတယ်။အဲဒါကြောင့်မလွယ်ကူဘူး။လူတိုင်းမှာ body စိတ်ရှိတယ်။ပြုလုပ်နိုင်တယ်။ဓမ္မကိုမြင်တဲ့မျက်စိကလူတိုင်းမှာရှိတယ်။ပါရမီအခြေခံကလူတိုင်းမှာရှိပြီးသား။ကြိုးစားပြီးအတိတ်ဘဝများစွာကမိမိပါရမီပွားများခဲ့တဲ့အရာတွေကိုပြန်ပြီးနှိုးဆွပါဒါနသီလနှိက္ခမ ပညာဝရိယခန္ဒီတစ္ဆာဒိဋ္ဌံမေတ္တာဥပိ္ပခာပါရမီအကုံလုံးကပါရမီရှိတယ်။ဘောဓိစိတ်ရှိတယ်။ဒါပေမဲ့သုံးမပြုတတ်ကြဘူး။မမြင်တတ်ဘူး။ငှက်လေးလိုအာဂါတမှာပြန်နေပြီမင်းအာဂါတမှန်းမသိဘူး။ငါးကရှိတယ်မှနေတယ်ရှိမတွေ့ဘူး။တီတောင်ကမြေကြီးမှနေပြီမြေကြီးကိုစားတယ်။ဒါပေမဲ့မြေကြီးကိုမတွေ့ဘူး။လူတွေကဒုက္ခနဲ့နေနေတယ်ဒုက္ခမှန်းမသိကြဘူး။ ဒီလောကကြီးမှာဒုက္ခကလွင်ရင်ဘာမှမရှိဘူးမိမနေကြနဲ့တကတကမပေါင်းတို့မကြခင်မှာတည်ပြီးခွဲခွာကြရမယ်ဒီလောကကြီးထဲမှာဘသူမှကြီးမနေဘူးယုံနံကမတည်မြဲဘူးဒုက္ခဖြစ်တယ်မတည်မြဲတဲ့အရာတိုင်းကဒုက္ခပဲဒုက္ခဆိုတဲ့အရာကထိမ့်ချုပ်လို့မရဘူးမမွေးခိုင်းလဲမွေးတယ်မအိုခိုင်းလဲအိုတယ်မနာခိုင်းလဲနာတယ်မတည်ခိုင်းလဲတည်တယ် တတိဖြစ်လဲသေးတာပဲဘယင်လဲသေးတာပဲတတောင်းစားလဲသေးတာပဲလူကောင်းနာမည်ကြီးနေသူလဲအတူတူသေးရတာပဲအဲ့တော့ကြောင့်မသေးခင် အသက်ခန္ဓာယုံနံဝင်လီထွက်လီရှိနေတော့မှမမေ့မလျော်ပါနဲ့မွေးလာပြီးယရနာသုံးပါနဲ့မျက်စွာဖေဟာသာသနာနဲ့လာကြုံတွေ့နေတော့ချိန်မှာအလကားမဖြစ်စေနဲ့မွေးလာရာကြုံမဆုံးရှုံးစေနဲ့မွေးလာပြီးအလဟတ်တတ်မဖြစ်စေနဲ့မွေးလာပြီးရံမဖြစ်ကြနဲ့ မွေးလာပြီးအကုသူတွေဝတ်တွေမပြုတ်လောက်ချာနေလောကမှာမွေးပြီးတည်ရတာမဆုံးနိုင်ဘူးအဲ့ဒါကြောင့်အသက်ကိုမမေ့မလျော့ပါနဲ့စိတ်ကောင်းရှိပါကောင်းတဲ့စကားကောင်းတဲ့အလုပ်ပဲလုပ်ပါ လူဖြစ်ရင် ကောင်းတဲ့အရာတောင်းချက်ရှင်ရမယ်ကောင်းတဲ့အရာမရှိရင်တည်သွားရင်ငြင်းရဲကြမယ်တိတ်တာတရိစံဖြစ်သွားမယ်ဝတ်တွေခွေးတွေကနန်းတွေငါးတွေဖြစ်ပြီးသူများအဟာရဖြစ်နေတိုင်းတက်တာခံနေရမယ် လင်းယောက်ျားမိန်းမမြင်းမြစ်တွေဖြစ်ကြမယ်။ကိုရဲ့မိတ်ဆွေသင်္ဃဟတွေတွင်ဝိုက်တဲ့နီးနဲ့အာကုသူတွေပြုလုပ်မိမှာဆိုလို့အဲဒါကြောင့်ဆရာတော်ကတတ်ရှိတတဝအားလုံးကို မြေတာထားလို့ငယ်စဉ်ကတည်းကမစားဘူး။လူဖြစ်လို့မြေတာစိတ်ရှိပါ။မြေတာကယုဏမုဒိတာဥပိ္ပခာစိတ်နဲ့သီလရှိပါ။ဒီလောကမှာကိုယ့်ရဲ့အမြင့်မြတ်ဆုံးအာကိုရာကဓမ္မကလွဲပြီးဘာမှမရှိဘူး။အဲဒါကြောင့်ဓမ္မကိုပဲ အားကိုးရာဖြစ်ရှိပါစေ။နောက်မှတောကမဖြစ်စေနေလို့ဟောကြားခဲ့ပါတယ်။မိုင်းဖုံးဆရာတော်ကငလင်ဘေးနဲ့ပတ်သက်လို့လည်းဟောကြားခဲ့ပါသေးတယ်။မြန်မာနဲ့ထိုင်းနိုင်ငံ အောက်မှာရှိနေတဲ့နဂါးကြီးဟာလှုပ်လိုက်တာကြောင့်ခုလိုကြီးမားတဲ့ငလင်တွေဖြစ်ပေါ်လာရတာလို့ဟောတော်မူခဲ့တာပါ။